ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့နယ်အတွင်းတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်မှုဆောင်ရွက်နေတဲ့ပြည်ပနိုင်ငံသား165ဦးနဲ့မြန်မာနိုင်ငံသား2ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့နယ်အတွင်းတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေဆောင်ရွက်လျက်ရှိကြောင်းသတင်းအရမလ12ရက်မှာအဆိုပါမြို့နယ်မှာရှိတဲ့နာဟုတ်ကြီးရွာအုပ်စုအတွင်းရှောက်ဖွေဖော်ထုတ်စစ်ဆေးခဲ့ရာတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့တရားမဝင်ပြည်ပနိုင်ငံသား165ဦးမြန်မာနိုင်ငံ သားတအိုးတို့ကိုအလျားပေ၂၀၊အနံပေ၆၀ရှိတဲ့သမိုးခန့်မှတလုံး ခုနှစ်ခန်းတွင်ယာယီလူနေအဆောက်အဦ၅လုံးလုပ်ငန်းသုံးပရိဘောကပစ္စည်းတွေစတားလင့်၂စုံဖုန်းမျိုးစုံအလုံး၃၀အော်ရီဝမ်ကွန်ပျူတာ၅လုံးတို့နဲ့အတူဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။အထက်ပါဖြစ်စဉ်မှာဖန်ဆီးရမိသူတွေကိုစနစ်တကျစစ်စစ်ဆောင်ရွက်လျက်ရှိပြီးဥပဒေနဲ့အညီတရားစွဲဆိုအရေးယူဆောင်ရွက်နိုင်မှုနဲ့ပြည်ပနိုင်ငံသားတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးသက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမယ်လို့သိရပါဗျ။